ဟယ်လိုခောက်ဆွဲပြုတ်ကလေးတွေကိုခောက်ဆွဲကြော်ကြွေးမလို့အဲ့ဒါကြောင့်ဒီခောက်ဆွဲလဲကောင်းလို့ကြော်ညာဝင်ချင်းလို့ဗမာဆိုင်ရနဲ့ဝယ်ခဲ့ရတယ်အဲ့ဒါဒီမှာနိုင်ငံခြားမှာနေရဆိုတော့ဟိုအဖြူရဲ့ခောက်ဆွဲတိတ်အဆင်မပြေဘူးအဲ့တော့ဒီခောက်ဆွဲကလွယ်လို့လေဒီတခါတော့အဲ့ဒါဒီဒီစိတ်ပေါ့ စားကောင်းတယ်ပြုတ်ရလွယ်တယ်ညက်တယ်အရသာရှိတယ်သူကမကြိုးဘူးမပြတ်ဘူးဘောနော်ဂူရူနဲ့ကြိုက်တယ်ဆိုတဲ့ဟာကိုပြောပြချင်တာတုတ်ပေးစားစားဟိုကကြော်ပြီးမှပဲစားစားဘလူပဲစားစားဘောနော်အရေးလေးနဲ့ပဲစားစားအုံလို့ခောက်ဆွဲပဲလို့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 ရတယ်ဆိုတော့အဲ့ဒါကိုပြောပြချင်တော့ နိုင်ငံခြားမှာနေရင်တော့လူစိတ်တိုင်းကြစားရဖို့မလိုကျမတို့မြန်မာပါဇက်နေပေါ့နော်အဲဒါကြောင့်အမအဲဒါလေးပြောပြချင်တော့အဘမဆိုင်မှာရှိတယ်အဲဒါဟိုဗီယက်နမ်မိတ်ဟုတ်တယ်တော်တော်လေးအဆင်ပြေတယ်ဈေးလေးအတင်းအတင်းဈေးလေးမကြည့်ဘူးပြီးတော့ကြော်စားရတာလည်းလွယ်တယ်ပေါ့နော်အရန်လွယ်တာအဲဒါပြောပြချင်တော့အဲ့ဒီသိပ်ပဲ Du er med i Vietnam. အခုဒါအိမ်ကကလေးတွေကိုတန်းတန်းလေးကြော်ပေးမလို့အမရင်ပင်းငံပြရဲ့အကြီးလေးနဲ့ဟိုခယူစီနည်းနည်းလေးထည့်ပြီးအတီးရွက်ထည့်ပြီးတော့ဗောနော်အဲတန်းတန်းလေးကြော်ပေးမလို့အိမ်ကကလေးတွေဗောနော်ကြော်စားရလွယ်လို့ အဲ့ဒါလေအသေးစိတ်တော့မရိုက်တော့ဘူးမှအာဖြက်လန်းနီးအလွယ်နီးနဲ့ပဲပြလိုက်တယ်ဆော့ဆော့ပြုတ်တဲ့အဲ့ဒီဂျုံခေါဆွဲဝေးကြော်လိုက်တာအဲ့တော့သူကမကြိုးဘူးမပြတ်ဘူးအဆင်ပြေတယ်အရန်ကိုအဆင်စိတ်တိုင်းကြကြော်စားလို့ရတယ်ဘလူပုံစံမေးကြော်ကြော်ပေါ့နော်အမအိမ်မှာရှိတဲ့ဟာလေးတွေပဲကြော်ဖြစ်တဲ့ဟာလေးလည်းကရိတ်ဖြစ်တာပေါ့နော် အဲအဲ့ဒီဒီဇိန်းနဲ့ကောင်းတယ်အရင်ကတခါမှမဝေစားဘူးအခုပမာဆိုင်သွားတဲ့အချိန်ကျတော့အဲ့ပမာဆိုင်ကဟာဒီမအောင်အဲ့ဒါပြလို့အဲ့ဒါစားကြည့်မေဆိုပြီးယူခဲ့တော့အဆင်ပြေတယ်တော့တော်တော်လေးအဆင်ပြေတယ်ကျမတို့နဲ့အဲ့ဒါလေးပါကွယ်ကဲဒါလူကြီးတွေစားဖို့အတွက်မဟင်းတူချက်တာဖြစ်တယ်လို့ပေါ့အိမ်မှာရှိတဲ့ဟာကမေတ္တာနဲ့အလူနဲ့ ရှိတဲ့ပေတီးလမ်းမချက်ဖြစ်တဲ့ချိန်ကျတော့သူကပြက်လာတယ်။အားကြောင့်အဲ့ဒါဟိုရိုတီရိုနဲ့ချက်ဖြစ်လိုက်တာ။အလောက်ကပြန်လိုက်ချက်ထားရင်တော့တော့မပူဘော့။အားကြောင့်အဲ့ဒါချက်ဖြစ်တာပါကွယ်။ကျေးဇူးပါကွယ်အမတင်တို့များရဲ့အမြင်အားပေးတဲ့အတွက်ကျေးဇူးတင်တယ်โอเคဘိုင်ဘိုင်